လန်ဒန်မဟာတဒိုင်းအာစနယ်ရဲ့ခံစစ်စွမ်းဆောင်ရည်ကိုစမ်းသပ်မဲ့နိုဝင်ဘာပွဲချက်ကာလများ Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါ။ကိုခင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေဗျ။ကျွန်တော်ကိုခက်ပါ။ကျွန်တော်ဒီဗီဒီယိုလေးမှာကတော့အာစနယ်အသင်းရှင်ပြိုင်ရမယ့်နိုဝင်ဘာလပွဲချက်ကာလအပိုင်းအခြားတစ်ခုနဲ့နောက်လာမယ့်ပွဲစဉ်တွေမှာ အမှတ်စုဆောင်းမှုဘလောက်ထိလွယ်ကူသလဲဆိုတော့အပိုင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်အပိုင်းတစ်ပိုင်းခွဲရလိမ့်မယ်ပေါ့နော်အသင်းတသင်းစီကတော့ပွဲချက်ကာလအနည်းဆုံးတစ်ခုစီတော့ရှိတယ်ဒါမှမဟုတ်လေအဲ့ပွဲချက်ကာလရန်နီယာအရှိအဟိတစ်ခုသူတို့ဖြတ်တန်းရမယ်ဗျာလင်းကားပွဲစတဲ့တဲ့ပွဲချက်ပြီးတော့နောက်ကာလတွေမှာခြောင်သွားတာမျိုးလေးရှိတယ်တချို့အသင်းတွေကြောက်ရလဲအာစနယ်လိုပေါ့နိုဝင်ဘာလမှာသုံးပွဲလောက်ပွဲချက်ပြီးဂျားထဲမှာတောက်လျှောက်ခြောင်သွားတယ်ပြီးမှသာလင်းနောက်ထပ်ပွဲချက်ကာလတွေရင်ဆိုင်ရတာမျိုးရှိမယ် အဲ့တော့ပြောပြောဆိုဒီနိုဗ ెంబ ာလမှာအာစနယ်အသင်းကစားမဲ့ပွဲစဉ်တွေကတကယ်ခက်တယ်အဲ့အတွက်ကြောင့်ဒီလန်ဒန်ရဲ့မဟာတတိုင်းပေါ့နော်ဟိုပြောချင်တာဒုတယ်ကြီးမားတယ်ဂိုးမပေးရဘူးအခန်းစစ်ဆွဲဆောင်ရေးကောင်းတယ်ဆိုပြီးတင်လာချင်တာပေါ့အဲ့လိုအသင်းမျိုးဘလောက်ထိဆွဲဆောင်ရေးကောင်းတယ်ထပ်မံပြသနိုင်မလဲအဲ့လိုအသင်းမျိုးမေကွန်းထုတ်မဲ့အသင်းတွေကိုတဖန်ပြန်ပြီးတော့ဘလို့လက်ချတွေပို့ချမလဲကြည့်ရှုခန်းစားလို့ကောင်းမှာပါဘောလုံးပွဲမှာဘယ်ရာမှအတိအကျပြောလို့တော့မရအောင် ပရီးမီးယားလိအသင်းတွေဆိုပို့ပြီးတော့စိုးတာပေါ့နော်ဒီချိန်မှာအာစနယ်ကတော့ပြောပြောဆိုခန်းစစ်ဆွမ်းဆောင်ရေးကအတော်လေး impress ဖြစ်ချင်စရာ ကောင်းတယ်ခန်းစစ်ဆွမ်းဆောင်ရေးလို့ဆိုတဲ့နေရာမှာ overall season ပြောရင်အပေးကိုအနည်းဆုံးအသင်းပေါ့နော်ဒီလိုမှမဟုတ်ရင်လည်းအချက်လက်အသေးစိတ်တစ်ခုချင်းစီထုတ်ပြောရင်လည်း expected goal ဘလောက်ပဲပေးရတယ်လို့ shot on target ဘလောက်ပဲပေးရတယ်လို့ goal conversion rate ကဘလောက် percentage ပဲရှိတယ်လို့အဲ့ဒီဘိုင်းတွေပါကောင်းနေတာပြောချင်တာက အသေးစိတ်အချက်အလက်တွေမှာပါအာစတန်ရဲ့ခံစစ်ဆိုတော့ရင်ဒီအတော်လေး impress ဖြစ်ရှင်စရာကောင်းတယ်ဒါပေမဲ့တချို့တွေစနောက်ပြောနေကြတယ်လို့တိုက်ဆိုင်မှုတစ်ခုပဲလားအစားဝင်လာပြီဆိုရင်အာစနယ်ရဲ့နော်ပြေးလန်းကလမ်းချော်သွားတတ်တယ်ဘာညာပေါ့ကျွန်တော်ကတော့ဒါကိုစနောက်မှုတစ်ခုလို့ပဲထင်ပါတယ်အဓိကအရေးကြီးဆုံးသည်အလုပ်ပြကံညာဝရိယသုံးခုရှိတဲ့နေရာမှာညံတဲ့ဝရိယတော့မဖြစ်မနေလောက်ရမှာပဲဘာကြောင့်လဲဆိုတော့ကံကိုကျွန်တော်တို့ကမမြင်ရအောင်ကံအပြင် ဟိုအခွင့်အရေးပေးရင်လည်းပေးမယ်မပေးရင်လည်းမပေးဘူးအပေးဖို့အတွက်ကြာရင်လည်းကြာနိုင်တယ်ဂျမ်းပြင်ရင်လည်းဖြစ်နေနိုင်တယ်အဲ့ဒီချိန်မှာတကယ်ကိုယ့်ကူမှာညံတဲ့ဝရိယပဲဗျအဲ့ဒါကြောင့်အာစတန်နေနဲ့ညံတဲ့ဝရိယရှိပြီးရှေ့ဆက်နေဖို့လိုတယ်ကံအားဖြင့်အခွင့်အရေးပေးသည်ဖြစ်စေမပေးသည်ဖြစ်စေတိတ်ပြီးဂူးဆိုင်နေစရာမလိုဘူးအဲ့ညံတဲ့ဝရိယသာတောက်လျှောက်ရှိနေမယ်ဆိုရင်အများစုစနောက်ပြောနေကြတယ်လို့မျိုးပဲအဆောင်ဝင်လာရင်เนาะဇန်နဝါရီပြောင်းရွှေ့ကာလရောက်ခန့်ဒီကျရင်အာဆင်နယ်ချေချော်တတ်တယ်ဆိုတာကပုံမြင်လေးတစ်ခုသာ ဖြစ်ပါလိမ့်မယ်တကယ်လက်တွေ့မှာတော့အဲ့ဒီအချိန်မဲကြီးကလွှမ်းမိုးနိုင်မှာမဟုတ်ဘူးဗျကဲတော့ပါတော့အာစတင်တင်းဒီနိုဗမာလာ23အခု international break တွေပြီးသွားရင်ရင်ဆိုင်ရမယ့်အတင်းဟာ Tottenham ပါ Emirates မှာရင်ဆိုင်ရှင်ပြိုင်ကစားရမယ်စပါးဒီ Thomas Frank နဲ့ပြန်လည်တိစောက်နေစေအတင်းတင်းကျွန်တော်မြင်ရလေ H2 Thomas Frank လို့ Thomas Frank တော့ထားလိုက်ပါတော့ဒါကျွန်တော် နှစ်ဖူးတူတူတွေမြင်ခဲ့ဘူးတဲ့ Brandford မှာဘယ်လောက်ထိမာကုန်ရှိလဲပေါ့နော် Age ကြတော့အရင်တော့ Celtic ပွဲစဉ်တွေကျွန်တော်တို့တိတ်မကြည့်ဘူးဗျာ highlight လောက်ပဲကြည့်ဘူးတဲ့ဒီဘဲရုပ်ကိုကြည့်ပြီးတော့တကယ်မာကုန်ရှိမဲ့အသင်းတစ်သင်းလို့ပဲဟိုထင်ခဲ့တာစပောက်တိဆောက်တဲ့အချိန်မှာမာကုန်မရှိဘူးသူက soft ဖြစ်တယ် possess တွေပဲများတယ် position တွေများနေတယ်ပေါ့ Thomas Frank အခုရောက်လာတဲ့အခါကျတော့လေ Brandford ရဲ့မာကုန်တစ်ခုကိုစပါးအသင်းကို copy paste မလုပ်နိုင်သေးတဲ့ပုံစံမျိုးကျွန်တော်မြင်ရတယ် ဒါစပါအကြောင်းပြောရင်ဆက်ဆက်ပြီးဟိုဆွေးနွေးကြည့်ရပါအဲ့ဒီကြောင့် Thomas Frank ရဲ့ team တစ်ခုပေါ်ဖို့အတွက်စပါကိုဒီတရားဒီလောက်အချိန်ပေးရအောင်မယ်ဗျာတကယ်လို့သာ Thomas Frank ရဲ့ team ပေါ်သွားရင်တော့စပါကလည်းနောက်ရာသီမှာတော်တော်ဂျွတ်လာနိုင်တဲ့အသင်းအသင်းဖြစ်နိုင်တယ်တိုးတော့လက်ရှိအချိန်မှာတော့စပါသည်တပွဲနဲ့တပွဲကဆွတ်ဆောင်ရေးပိုင်းမတူတယ်လို့ကစားသမားတွေကလည်းတိတ်ယုံကြည်လို့မရတဲ့ level မျိုးမှာရှိတယ်ဒီလိုအချိန်မျိုးမှာပြီးခဲ့တဲ့တပတ်ကသူတို့တွေရဲ့စံချိန်တွေကျိုးသွားတဲ့အတွက် ဖိအားလဲလျှော့လာနိုင်တယ်လို့ပြန်လဲပြီးတော့ပောက်ကွဲလာနိုင်မယ်။ Emirates မှာ Arsenal အသင်းစီအနိုင်၃မှတ်ကိုမရနိုင်စရာအကြောင်း တော့မရှိဘူးဗျ။သူတို့ဒါဒီပွဲတဲ့ပွဲမှာဂိုးမပေးရပဲတကူလောက်ရအောင်တွင်းလိုက်မယ်ဆိုရင်စပါးအနေနဲ့ Emirates မှာဂိုးပြန်တွင်းဖို့ဆိုတာခက်ခဲနိုင်တယ်။နောက်ထပ်အရေးကြီးတဲ့ဒီပိုင်းက Arsenal ရဲ့စစ်တီတော်တွေအသင်းနဲ့ပြန်လဲပူးပေါင်းပြီးတိုက်စစ်ပိုင်းမှာဆိုရင် Kaya vs Noni Maduwagi စရိုက်ကစားသမားတွေ ြန်ပါလာဂီဘရယ်ဂျေဇုလည်းပြန်ကောင်းလာပြီအဲ့တော့ကြောင့်အင်ပြေအားပြေနဲ့ဒီပွဲစဉ်၃ပွဲမှာအာစနယ်ကစားသမားတွေရင်ဆိုင်ရှင်းပြိုင်နိုင်တဲ့အခြေအနေမျိုးရှိပါတယ်စပားနဲ့ပွဲမှာကျွန်တော်တို့အရင်စကြည့်ရမယ်အခိုင်ပြန်ပါလာရင်ဘယ်လိုပုံစံမျိုးနဲ့ပါမလဲနိုနီမဒူဝက်ခေအရန်ကုန်မှထိုင်မလားဒါမှမဟုတ်လေခဏလေးအနာပေးနေဦးမလားဆက်လက်စောင့်ကြည့်ရမှာပါ ဟုတ်ကဲ့ကျွန်တော်ညီကိုရင်းနေနဲ့ဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်စူပါစီနီယာဘေးဘောစီမှာအိုင်ဘတ်ခွန်ရှိကူ9-3မစ်နဲ့မောင်း9-6တို့ကိုမမ္မာတစ်အပိုစုကြီးများသွားနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်399 89069 440ဆက်တွေ့ဆုံးတဲ့မိမြန်လို့ရပါတယ်ခင်ဗျာကျွန်တော်စပါးနဲ့ကံပြီးသွားရဆိုတာနဲ့နောက်ထပ်တွေ့ရမယ့်အတင်းကဘိုင်ယန်မြူးနစ်နဲ့ကဲဘိုင်ယန်မြူးနစ်နဲ့ဗျာအဲ့ပွဲကတော့ကျွန်တော်တေချာပေါ့ထကြည့်ကိုကြည့်မယ်အေးရေးပြဲပြတ်ပလိစီဗျာ ်လက်ရှိဥရောပမှာအကောင်းဆုံးအသင်းနှစ်သင်းကျွန်တော်ကတော့ဗျာပွင့်လို့မြောပရီးမီးယားလိဖန်ပဲပရီးမီးယားလိအသင်းတွေပဲကျွန်တော်အားပေးမှာကျွန်တော်တို့ပရီးမီးယားလိဖန်တွေကဘာနဲ့တူလဲဆိုတော့မိသားစုအချင်းချင်းသာကြောက်ကြစားဖြစ်ပြီးစကားများရင်များမယ်ဘေးကလူလာထင်မခံဘူးกว่าဆိုတော့ဟိုမိသားစုနဲ့တူနေအဲ့လိုမျိုးမိသားစုအမျိုးအစွေတွေကိုတွေ့ဖို့မနဲ့တူတယ်အချင်းချင်းဆိုရင်တော့ကရောက်ကစားဖြစ်နေကြအမြဲတမ်းဒါပေမဲ့စီးလုံးနေပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်ကဗျာဘိုင်ယန်မြူးနစ်ဒီလောက်စွမ်းဆောင်နိုင်နေတာကို ွင့်လင်းပြောမယ်နော် impress လုံးဝမဖြစ်ဘူးသူတို့ German Bundesliga မှာ Bayern Munich ကိုရှင်နိုင်တဲ့အသင်းဆိုတာ၄နှစ်တခါ၅နှစ်တခါပေါ်တာပြင်အသင်းတွေပျောက်သွားအောင်အပြောချင်တာ Bayern Munich ဒီစံချိန်များစွာတင်နေတယ်ဆိုပေမဲ့လည်းသူ့ကိုတကယ်တူတူတန်တန် fight နိုင်တဲ့အသင်းမျိုးမရှိတဲ့အတွက်ကြောင့်လားတကယ်ပဲကောင်းနေတာလားဆိုတော့ Arsenal နဲ့ပွဲစဉ်ဟာအပြည့်ထွက်ပါလိမ့်မယ်အဲ့တော့ Arsenal ဒီဒီအချိန်မှာ Champion League မှာ လုံးဝပေးကိုမရှိတဲ့အသင်းတစ်သင်းအဲ့အတွက်ကြောင့် Bayern Munich အနေနဲ့ ဒီပွဲစဉ်မှာကစားဖို့ခက်ခဲနိုင်တယ်လို့အာစတန်နေနဲ့လည်းခက်ခဲနိုင်တယ်ဆိုတော့ဒီပွဲစဉ်မှာအာစတန်နေနဲ့အာစတန်နေနဲ့ဆိုင်အာဒီဒါအနေနဲ့ဘလို့ညံညံနဲ့ညံပြညံဝါတွေထုတ်မလဲဆိုတာစောင့်ကြည့်လေ့လာရမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်တပွဲကတော့မဟာယန်သူတော်ကြီးချဲစီနဲ့ပေါ့စတန်ဖို့ဘရစ်မှာတွားရောက်ရှင်ပြိုင်ကစားရမယ်အဲ့ဒါကြောင့်ဒီပွဲစဉ်ကလည်းအမတ်အမတန်ကိုခက်ခဲနိုင်တယ်အရေးကြီးဆုံးကတော့စပါးနဲ့ပွဲစပါးနဲ့ပွဲမှာသာအရှိန်ဟုန်လေး ကောင်းသွားခဲ့ပြီဆိုရင်ဘိုင်ယန်မြူနစ်နဲ့ချယ်ဆီပွဲကိုရင်ဆိုင်ဖို့အတွက်အသင့်နေတာဖြစ်လိမ့်မယ်။ပွဲစဉ်တိုင်းကိုနိုင်ဖို့တော့ပြောတာမဟုတ်ဘူး။အမတ်ရော့မဲ့အခြေအနေမျိုးတွေလည်းအများကြီးရှိတယ်။သုံးသင်းလုံးအာစတန်သင်းကိုအမတ်ဖဲ့ယူနိုင်သွားရှိနေတယ်။စပါးသင်းကလည်းအနိုင်ရသင့်တယ်ဆိုပေမဲ့လည်းမတော်တဆတရေကျသွားရင်ဆိုတဲ့အခြေအနေမျိုးလည်းထက်တွက်လို့ရပါတယ်။အဲ့လိုအခြေအနေမျိုးဆိုရင်တော့ဘိုင်ယန်မြူနစ်တို့ချယ်ဆီတို့ပွဲစဉ်တွေကကစားရတာပို့ပြီးတော့ခက်ခဲသွားနိုင်တယ်။ဒါပေမဲ့ လက်ရှိလူစည်းစုဖွဲ့မှုအရဆွမ်းဆောင်ရေးပိုင်းကောင်းမွန်နေမှုအရအာစတန်အသင်းသည်အသင်းတိုင်းနဲ့ရင်ဆိုင်ရှင်ပြိုင်နိုင်လွမ်းရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်တွေကိုအကောင်းဆုံးဖျက်ဆီးနိုင်မယ်လို့ထင်တယ်အဲ့တော့ဒီပွဲစဉ်၃ပွဲနော်ပွဲချက်ကာလပြီးသွားပြီဆိုတာနဲ့အာစတန်အသင်းသည်အရင်ခက်ခဲတဲ့ပွဲမျိုးတွေနေသွားပါပြီ Aston Villa, Brentford, Club Brugge, Wolverhampton, Everton, Palace, Brighton, Pin Aston Villa ဘုံပေါက်စတဲ့အသင်းတွေကိုဂျားထဲမှာတောက်လျှောက်ပေါ့နော်အမက် ယူလို့ကောင်းမဲ့အခြေအနေမျိုးနဲ့စုံတွေ့ရမှာပါအဲပြီးရတယ်နောက်ထပ်ပွဲချက်ကာလတစ်ခုကိုဖြတ်သန်းရမှာဖြစ်ပါတယ်အဲကာလကတော့2026 January ကာလရောက်သွားပြီပေါ့နော် Liverpool တို့ Nottingham Forest တို့ Inter တို့ Man United တို့ကိုထိတ်တိုက်တွေ့ဆုံရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ Ivan ညီကိုတွေရော November လပွဲချက်ကာလ၃ပွဲပေါ်မှာဘယ်လိုရင်ခုန်မှုတွေရှိနေတယ်လဲဘယ်လိုမျှော်လင့်ထားတယ်လဲ comment မှာဝင်ရောက်ဆွေးနွေးတုံးသက်ပေးသွားကြပါအောင်ခင်ဗျာ